မင်္ဂလာပါခင်ဗျာယခုနေ့ပြောပြတင်ဆက်ပေးမယ်ဇလန်းလေးရဲ့နာမည်ကတော့အောက်လန်းတရဲမှာဒေါခလိုမိရတဲ့ပရလောကဇလန်းကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါနားစင်အားပေးကြပါအောင်ခင်ဗျာတောင်းကြည့်အိမ်ပြင်ပတ်ကွင်းနဲ့လှမ်းပြီးတော့ကြည့်လိုက်တယ်ကွင်းပြင်တစ်ခုလုံးကမှောင်မဲလို့နေပါတယ်လခွေညမို့ပို့ပြီးတော့တောင်မှမှောင်မဲလည်းရရှိပါတယ် ဖားအော်တန်းကလည်းတကွေးလုံးမှာဆူဆူညံ့ညံ့မှာဖားရိုက်ထွက်ဖို့သူအဆဆရရပြင်ဆင်ပြီးနေပါပြီမိစာလုံးကြီးကြီးနဲ့လေနံစီအပြည့်ပြေထားတဲ့စာရွက်ကိုမင်းကြီးလိုက်ပါတယ်အိမ်ခံတစ်ခန်းလုံးမှာတော့မိချောင်ဝါဝါနဲ့လင်းထိန်လိုတွားခဲ့တယ်မိခွက်ကိုမိယုတ်တဲထဲလိုက်တော့အလင်းရောင်တွေကမိအုပ်ဖက်လဲပြီးတော့စုပြုံတွားခဲ့တယ်ဓာတ်စီထဲထားတဲ့ကြီးမီးကြီးကို နိုင်လွန်စားနဲ့လုံအောင်ပတ်ပြီး ိတ်ထောင်ထဲမှာထည့်လိုက်တယ်။ဝါပလိုင်းကိုတန်းပြီး ဖားရိုက်တုတ်ကိုကင်ပြီးတော့အိမ်ပေါ်မှဆင်းလိုက်ချိန်မှာမုခတဖွဲဖွဲနဲ့ရွာလာခဲ့ပါတယ်။တောင်းကြည့်သဘောချပြီးပြုံးတော်မှ ပြုံးမိပါတယ်။ဒီလိုလားမညဒီလိုမိုးဖွဲဖွဲဆိုရင် ဖားခါရိုက်လို့အယမ်းကိုကောင်းနေလေ။မိို့လင်းရောင်တွေးတာတောင်မှဖားခါဘဲမှထွက်မပြေးပါဘူး။ဘိုက်ကဖြူဖြူပဲ။ ဆောင်းကြောက်ထိုင်ပြီးညှိနေပါတယ်။တေပြေးရှင်ပြေးခုန်ပေါက်ပြီးတော့မပြေးပဲပြေးခန့်နေပါတယ်။ဒီနေ့တော့ကွင်းထဲမသွားပဲပြင်းညာလပွေချောင်းဘက်သို့လျှောက်ပြီးဖားရှိုက်ထွက်ဖို့တောင်းကြီးကစိတ်ကူးလိုက်ပါတယ်။ကွင်းထဲမှာကကလေးရောလူကြီးရောဆိုသလိုဖားရှိုက်ထွက်တတ်တယ်။ခဏနေရင်ဖားမိအုပ်တလဲလဲနဲ့ဖားရှိုက်ထွက်ခဲ့ပါတယ်။နောက်ပိုင်းမှာသူလဲသုံးညစတိုက်ကွင်းထဲမှာရိုက်ခဲ့ပါတယ်။ ဒါကြောင့်ချောင်းထဲကိုပဲခြေဦးလဲလိုက်တယ်။သူ့ရဲ့အိမ်ကကောက်စိန်ရွာအနောက်ဘက်မှာမို့ချောင်းဖြက်လမ်းတန်းလျှောက်ပြီးချောင်းထဲသို့ဆင်းခဲ့ပါတယ်။မိုးဦးကြမို့ချောင်းထဲမှာတော့ရေကမများသေးပါ။ဟိုနားကွက်ကွက်ဒီနားကွက်ကွက်တင်းနေတဲ့မိုးရှိအိမ်မဲရှိပါတယ်။လူတခုံလောက်ကျဲတဲ့ချောင်းရည်စီပဲရှိပါတယ်။သူချောင်းထဲကိုဆင်းလိုက်တာနဲ့အတွေးမှန်တယ်လို့ပြောရပါမယ်။ ချောင်းထဲမှာသူတယောက်တည်းပဲရှိပါတယ်။ဖားရီဆိုတာကလည်းပေါ်လွန်းလွန်းကွင်းထဲမှာလက်လွတ်မရနိုင်တဲ့ကြော်ဆံခွေဖားကြောင်အတေးစားဖားတွေ့တာတောင်မှမရိုက်ချင်တော့ပါဘူး။ဖားပေါင်းစင်နဲ့မိုးဖားတွေပဲရိုက်ပါတော့မယ်။မိုးဖားဆိုတဲ့အကောင်တွေကဘာကြောင်ရေမသိပါဘူး။ရှားပါတယ်။အတွေ့ရနေတယ်။အယောင်ကမိုးခုပြရောင်ဖြစ်ပြီးအရာတာကစက်သားဟင်းနဲ့မလဲဘူးဆိုတဲ့ အရသာမျိုးမဟုတ်ဈေးကောင်းရပါလေဒီညမှာမိုးဖားတွေတော်တော်များများရလို့တောင်းချီကားတော့ဝမ်းသာလို့နေပါလေဒီကြားတဲ့30 40တားလောက်ရှိမဲ့နှချို့ဖားပေါင်စင်ကြီးနှကောင်ကိုလည်းရတော့အတိုင်းထက်အလွန်ကိုဖြစ်သွားပါလေချောင်းထဲမှာသူ့ဖားရိုက်တဲ့ဖုံဖုံဆိုတဲ့အတန်ကမမှန်ကြီးထွက်ပေါ်နေပါလေဖားရိုက်တဲ့တစ်ချက် ထွက်လာတာနဲ့စုညံနေတဲ့ဖားအော်တန်တွေကဒီကနေ့ရက်တက်လို့တွားတယ် ခဏနေတော့မှစူးစူးညံ့ညံ့ကပြန်ပြီးတော့អោចကြတယ်ရဲလိုက်ပလိုင်းနဲ့ထဲလိုက်နေဖားរីတော်တော်များများရနေပြီဆိုတာ သူ့ကြောကနေទីနေပါပြီဟာဖားរីအများကြီးပဲဖားမီရုပ်အလင်းရောင်အောက်မှာသူ့ဖဲ့မျက်နှာမူပြီးစောင်းကြောက်ထိုင်နေတဲ့ဖားរីရဲ့ဗိုက်ဖြူဖြူတွေကို အများသားပဲတွေ့လဲရပါတယ်သူ့ဝန်တာအားရတရဆက်သေးပဲရိုက်လိုက်တယ် တကောင်ရဲ့တကောင်ကမဟုတ်တော့ပါဘူးမြင်မြင်သမျှရိုက်ပြီးမှမိအုံနဲ့လိုက်ရှာပြီး ပလိုင်းထဲသို့ကောက်ထည့်နေရပါတယ်လောဘတကြီးလိုက်ပြီးတော့ရိုက်နေတာကြောင့်တစ်ဆက်ထဲမှာပဲညင်းနဲ့လာသည်ကိုတောင်းချီကမတွေးမိပါဘူးချောင်းရိုတိုင်းမှာခီးကြီးတော်တော်ကိုပောက်ခဲ့ပြီးဆိုတာသူတတိမထားမိဘူးထူးထူးခြားခြားအတန်တစ်ခုကိုကြားမှလောဘစိတ်ကကြက်ပြောက်ငှက်ပြောက်ပဲပျောက်ကွယ်လို့သွားခဲ့ပါတယ် ကြောက်လန့်ချောက်ချားနေတဲ့စိတ်တွေသူ့ရဲ့အုံနောက်ထဲမှာဝင်လာတယ်။သူ့ရဲ့ရှိဝါးနဲ့ပြန်လောက်กว่าမှာသူ့ကိုကြောခိုင်းပြီးတော့ထိုင်နေတဲ့သပင်ဖွားရချထားတဲ့မိမတယောက်ကိုဘွားကနေပဲတွေးလိုက်ရပါတယ်။အဲ့ဒီမိမကြီးရဲ့ရှိမှာမိဖို့တဖို့ရှိပြီးတစုံတစ်ခုကိုကြော်လော်နေတဲ့ဟန်မျိုးရှိနေပါတယ်။တောင်းကြည့်ကြားတဲ့အတန်ကအဲ့ဒီမိမတဖွားဖွားရွတ်ဆိုပြောဆိုနေတဲ့အတန်မဲဖြစ်ပါတယ်။ တိတ်ဆန်းပူဆန်းတီအောင်ပူလိုက်ဆမ်းပါအတန်ကားတော့ကြောက်เสียရမ်းကုန်ကောင်းပါလေအမေအိုကြီးတယောက်ရဲ့တုန်တုန်ချီချီအတန်ဆိုပေမဲ့ဒေါသမိတဟုံဟုံနဲ့ကျိန်စာတက်နေတဲ့အတန်မျိုးပါကျိန်စာတရည်နဲ့မိဖို့ဘူကအိုးများကိုရောင်မနဲ့မွေးနေပါတယ်ဟာဒီလိုမိုးကြတဲ့ညမှာမောင်မောင်မဲမဲကြီးတဲ့ကြောက်လန့်တကြမရှိဘာလုပ်နေတာပါလဲ အဒီချိန်မှာမီးရောင်ကခြေမှာထိုင်နေတဲ့မိမကြီးပေါ်သို့ကြားရောက်လို့သွားခဲ့တယ်။ဖြစ်ကနေမိမဲအိုကြီးရဲ့မျက်နှာမှာသူ့ပဲလှဲ့လာပါတယ်။ဟာသူထိတ်လန့်တကြားအော်ပြေးလိုက်ပါတယ်။ဖာမီယုတ်အလင်းရောင်အောက်မှာကြောက်လန့်ခြောက်ခြားစွာရုပ်ပြဲဆင်းပြဲမျက်နှာကြီးပါမျက်နှာတစ်ပြင်လုံးမှဒဏ်ရာပရေဘွားဖြစ်နေပါတယ်။တွေးပြက်စရာကောင်းလောက်အောင် နေရဲတဲ့သူရဲ့အလေးလေးကပေးကြံလို့နေပါတယ်မျက်လုံးတစ်လုံးက အပြင်ဘက်မှာတန်လန်ကြီးထွက်ကြလို့နေပါတယ်ဖြည့်ဟားလိုက်တဲ့ဗဇက်မှာလည်းအဆွဲနှချောင်းကပြုတ်နေအောင်ပါပါသေးတယ်အထိတ်နောက်မှာတော့သူ့အိမ်သူဘလို့လှုပ်ပြီးတော့ရောက်သွားမှန်းသူမသိတော့ပါဘူးမိအုပ်လည်းမပါတော့ပါဘူးဖားရိုက်တဲ့တုပ်လည်းဘယ်နေရာမှာကြာကြံခဲ့မှန်းသူမသိခဲ့ပါဘူးဖားတွေပြင်းနဲ့ပလိုင်းကတော့ တိုင်းလွေထားတာမို့လူနဲ့တပါတယ်ပါလာခဲ့ပါတယ်။ညီနဲ့တကောင်အိမ်ပေါ်ဝုံဝုံတိုင်းတိုင်းပြည့်တက်လာတဲ့ကိုတောင်းချီကြောင့်တအိမ်လုံးမှာအလံတကြာဖြစ်ကုန်ကြတယ်။တောင်းချီအိတ်ခန်းနဲ့တန်းပြီးတော့ဆောင်းကိုခေါင်းမှုချုပ်ပြီးတော့ပုန်းနေတယ်။ကြောက်ပါလေဗျာတေးမကြီးဆိုပြီးတော့ပဲမယက်မနာပြောနေပါတယ်။ကြောင်ချောက်ချားရေရွနေပါတယ်။ ဖားရိုက်သွားရင်ကွင်းမိုင်နဲ့တွေ့တာလားတည်ရဲချောက်ခဲရတာလားတခုခုတော့တခုခုပါပဲတောင်းကြည့်မိမမိစန်းကနေတွေးမိပါတယ်ဒါကြောင့်မလို့ပျော်ခဆရာကြီးဥကံဘိုးစီအမြန်ပြေးပြီးတော့ပြေးပါတယ်ဆရာကြီးကရောက်လာပြီးမျက်နှာခိုရည်မန်းနဲ့တောက်လိုက်ပါတယ်တောင်းကြည့်မှငြိမ်ချလို့သွားတယ်ခဏကြာမှပုံမှန်တိုင်းပဲပြန်ဖြစ်လို့သွားခဲ့တယ် မင်းဖားကဘဲကိုသွားရိုက်တာလေဆရာကြီးကမေးပါတယ်ကျုပ်ချောင်းတက်လျှောက်ကိုလိုက်ပြီးတော့ရိုက်တာပါမင်းဘယ်နေရာမှာတရေချောက်ခင်ရတာလဲအရှိပြားကရင်ပင်ကိုင်နာမှာပါဟင်တရေချောက်ခင်ရတဲ့နေရာကိုကရင်ပင်ကိုင်လို့ပြောလိုက်တော့ဆရာကြီးတီကဟေးကနေအာမေဒိတ်တန်ကထွက်ပေါ်လို့လာခဲ့ပါတယ်မျက်လုံးပြူမျက်စံပြူ အလန်တကြားလဲဖြစ်လို့သွားပါတယ်။ဒါဆိုရင်မင်းကို၆လိုက်တာအောက်လန်တရေမှာမဲခပဲ။ဆိုပြီးတော့ပြောလိုက်ပါတယ်။အင်းမဲခမဲခအခုတည်းမကြွတ်သေးဘူးကို။ဆိုပြီးတော့လဲညှိထွားလိုက်ပါတယ်။ဆရာကြီးဥက္ကံဘိုးပြောတယ်မဲခဆိုသူကိုတောင်းကြည့်ရောတောင်းကြည့်မိမရောဘသူမှမသိပါဘူး။ကြားလဲမကြားဘူးပါဘူး။ ဒါကြောင့်ဆရာကြီးဥက္ကံဘုကိုမေ့ကြည့်ကြပါတယ်ဒေါခဆိုတာဒီယောဂပညာတဲ့တယောက်ပေါ့အောက်လန်းပညာကိုတော်တော်ကိုတက်တယ်သူနဲ့မတင်းမြတ်သူသူ့စိတ်နဲ့မတွေးတဲ့သူဆိုရင်တော့သူ့ရဲ့ပညာနဲ့ဖန်ဆားတော်တာပဲဖျားအောင်နှောက်အောင်အသက်ပေးအနေရဲ့တခုခုဖြစ်အောင်လုပ်တယ်သူပြူစားတာကိုသိလို့တောင်းမှန်မှကတော့မှပညာကို ပြန်နှုတ်ပေးတာကွ တခါခဒိုးကြွားမှာ ဒုတ်တပြက်ဓာတ်တပြက်တက်ခတ်ရံဖြစ်ပွားကြတယ်တက်ခတ်ရံဖြစ်ပွားတဲ့အကြောင်းရင်းကကျွေးမီကိစ္စပါငွေတိုးပေးစားတဲ့တတိကြီးဦးကျူနဲ့သူ့စီကငွေချီးသူစင်ရဲတာဥလိုင်တို့ရဲ့ရံပွဲပေါ့ဥလိုင်ကတီးနန်တွေပျက်စီးကုန်တဲ့အတွက်ဒုက္ခရောက်တဲ့အကြောင်းနဲ့ငွေစဲရမယ့်ရက်ကိုနောက်တလားလောက်စုပ်ပေးဖို့အကြောင်းကိုတောင်းပန်နေသူထေနာကတနေ့လုံးတကွင်းလုံးရေကြီးရေချမ်းဖြစ်ပြီး ်သီးနှံနေပျက်စီးကုန်တာကိုဥကျူလေသိပါတယ်လေသမားရသမားအားလုံးလို့လို့အတိဒုက္ခရောက်ကြတာကိုလည်းသိတယ်ဥကျူအနေနဲ့ငဲ့ညာလိမ့်မယ်လို့ထင်ပါတယ်တားကြောင်သွားပြီးတော့တောင်းမှန်တာတကယ်တမ်းကျတော့အထင်နဲ့မြင်ကအလွယ်ကြီးလွဲနေတယ်သူတောင်းမှန်တာကိုဥကျူကလုံးဝကိုလက်မခံပါဘူးသူ့ငွေကိုပြန်ဆက်ဖို့ပဲသူကပြောတယ်သူကထက်ပြီးတော့အနှူးညွန့်ထက်ပြီးတော့မြေတားရက်ခန့်နေဒါလည်းမရပါဘူး မဖြစ်ဖြစ်တဲ့နေနဲ့ပေးဆက်ဖို့ပဲပြောနေတယ်။ဘာမှမရှိတာဘလို့ပေးရမှာလဲဗျာ။ဆိုပြီးတော့ဦးလိုက်ကအသနာခံပါတယ်။မိမသားခိုးလို့ဝက်လို့ပဲရရဓမြတိုက်လို့ပဲရရငောင်းငွေပြန်ရရင်ပြီးတာပဲ။ဦးကျူကနေပြောပါတယ်။ဦးလိုက်ကဦးကျူမို့ချိုးမြစ်ချိုးပြောသည်မဘာတခုံးမှ ပြန်မတုံမဲနဲ့ငုံဆိုင်လို့နေရှာပါတယ်။ဒါပေမဲ့ဦးကျူရဲ့စကားတွေကတစားတစား နန်းထက်စင်းကြီးကဖြစ်လာပါတယ်။အိုလံကိုတရိပ်ဆိုင်နဲ့နှမ်းခိုင်းပြီးအထက်စည်းကနေရရင်တီတီကိုပြောပါတယ်။အိုလံကပထမတော့သီးခံလို့နေပါတယ်။ဥကျူရဲ့စကားတွေတဖြည်းဖြည်းတရားလွန်လာတဲ့အချိန်မှာတော့သူ့ရဲ့သီးခံနှမ်းစွမ်းက ကုန်ခန်းလို့သွားခဲ့ပါတယ်။ဥကျူကိုတုံ့ပြန်ပြီးတော့ပြောဆိုတယ်။ဒီလိုနဲ့အော်ကြီးဟစ်ကျဲစဲကြဆိုကြစကားများနေကြရာကနေဒုစဲဓာဆွဲတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ရက်ွက်လူကြီးတွေအချိန်မီရောက်လာလို့သာဓာခုတ်တုံးရိုက် သွေးထက်တန်ယိုများကိုမပြေခဲ့တာပါ။ဘလို့ပဲဖြစ်ဖြစ်တယောက်ကိုတယောက်ရညိုးရံပတ်ဖြစ်သွားခဲ့ပါတယ်။ဥလန်ကရန်ခက်ဖြစ်ပွားခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်နေပါတယ်။နောင်တာလည်းရမိပါတယ်။ဓာကြောင့်ရှိတဲ့လေတချို့တဝိုက်ကိုရောက်ပြီးဥကျရဲ့ကျွေးကိုရွာလူကြီးကနေတဆင့်အခြေလေးကိုပိတ်ဆက်ခဲ့ပါတယ်။ တောင်းမန်တဲ့စကားကိုလည်းဥကျူပါလိုက်ပါတယ်ရဲတော်တန်ကြတဲ့အချိန်မှာတော့အဖြစ်အပျက်က မေးလျောလို့သွားခဲ့ပါတယ်ကာယကချင်းနေကိုတိုင်းကလည်းသွေးအေးသွားပြီလို့တရွာလုံးကထင်မှတ်ထားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအဖြစ်ကိုမမေ့ပဲကြိတ်မနိုင်ခဲမိရဖြစ်နေသူကတော့ရှိပါတယ်သူကတော့ငွေတိုးပေးစားတဲ့တတိကြီးဥကျူပါပဲဥကျူကဥလိုက်ကိုတက်ပြေလောက်အောင်လို့ မုန်တီးနေပါတယ်။တနူးနူးတွေးပြီးဒေါသမီးတွေတမိမိလောင်ကျွမ်းလို့နေခဲ့တယ်။ဥလိုင်ပေါ်တခုခုထိခိုက်နစ်နာအောင်မလုံးရမချင်းမကြည်ချမ်းနိုင်ခဲ့ပါဘူး။ဘလုံးနီးနဲ့လုံးကြံရမယ်ဆိုတာကိုအချိန်နဲ့မျှကျင်စီလို့နေခဲ့ပါတယ်။ဒီလုံနဲ့အောင်လင်းပညာတဲ့ဒေါခနဲ့ပေါင်းပြီးဥလိုင်တို့မိသားစုကိုအသိဇိုးနဲ့တီအောင်လောက်ကြံမှုစီစဉ်လိုက်ပါတယ်။ဒီနေ့မှာတော့ဥလိုင်တို့အိမ်ကို ဒုခခါတော့ရောက်လာခဲ့ပါတယ်ဒုခခါလမ်းကြုံလို့ဝင်လေတာပါလို့ပြောပြီးအိမ်ပေါ်ကိုပိုင်စိုးပန်နေနဲ့တက်ပြီးတော့နင်းပါတယ်အိုးလန်ရောသူမင်းမပါဒုခခါကိုပြပြတလဲဧခံပါတယ်ရှင်နွေကျန်ထញ្ញက်နဲ့လက်ဖက်တခါတည်းတဲခင်းပြီးတော့ကြွေးပါတယ်ဒုခခါတဲခင်းထားတဲ့ထញ្ញက်နဲ့လက်ဖက်တီကိုစပြီးရှင်နွေတောင်းနေလိုက်ပါတယ်ခဏကြာမှတော့အပေါ်ပါသွားမယ်ဆိုပြီး အိမ်နောက်ဖက်သို့ဆင်းသွားခဲ့တယ်။ပြီးတော့အိမ်ပေါ်ပြန်တက်လာပြီးနှုတ်ဆက်ပြန်มาတယ်။ဦးလိုက်တို့လင်မယားကဒုက္ခအောင်လဲပညာတဲ့သုံးမဆိုတာကို သိပါတယ်။နောက်ပိုင်းမှာတော့သူတို့အိမ်ကိုမလာစဘူးအလာထူးတဲ့အဖြစ်ကြောင့်မလို့ထိတ်လန့်ကုန်ကြတယ်။ဒုက္ခကတော့စိတ်ညုံညင်းစရာသူတို့ဘာတစ်ခုမှမလုပ်ဖူးခဲ့ပါဘူး။ဒုက္ခနဲ့လည်းဘာမှ မပတ်သက်ခဲ့ဘူးပါဘူး။ ဘာမှတော့မဖြေကောင်းပါဘူးလေဆိုတဲ့တွေးနဲ့ပဲဖြေသိမ့်လိုက်ပါတယ်ဘလို့ပဲဖြေသိမ့်ဖြေသိမ့်သူတို့ရဲ့ရင်မှာတော့မပြောနိုင်တဲ့ဘေးအနေတစ်ခုကကြားရောက်လာတော့မလားဆိုတဲ့ခြောက်ခြားမှုတစုံတရာတော့ရင်ထဲမှာတော့တန်တရားဖြစ်ပေါ်လာပါတယ်သူတို့တန်တရားဖြစ်တဲ့အတိုင်းမှာပဲစိုးရိမ်တဲ့အတိုင်းမှာပဲအဋ္ဌညာတကောင်ရန်လောက်မှဥလိုက်လို့လည်းမရအိရာကနေလန်နိုးလာပါတယ် သူတို့လန့်လို့ရတာက ထိုးချတဲ့အတန်တစ်ခုကြောင့်ပါအတန်ကားတော့အိမ်နောက်ဖေးကထွက်လာခဲ့တဲ့အတန်ပဲဖြစ်ပါတယ်တပင်ကိုဓာနဲ့ခုတ်နေတဲ့အတန်ဓမားနဲ့အာရှိပါရှိလွဲ့ပြီး ခုတ်နေတဲ့အတန်ပဲဖြစ်ပါတယ်တဒုတ်တုတ်လိုမြည်နေတဲ့အတန်မှာဦးလန်ကလက်နှိပ်တမီကိုဆွဲပြီးအိမ်နောက်ဖက်သို့ပြေးစင်ပါတယ်ခြေနဲ့မှလက်နှိပ်တမီနဲ့လိုက်ပြီးတော့ပဲထိုးကြည့်တယ် အိမ်နောက်ဖက်ကလေးရဲ့တရက်ပင်ကြီးရဲ့ပင်စင်မှာလဲခုတ်ရထစ်ရဘာတစ်ခုမှမရှိပါဘူးတစ်မုံတစ္ဆာဘာတစ္ဆာမှာလဲမရှိပါဘူးတစ်ပင်ခုတ်တဲ့အတန်လဲမကြားရတော့ဘူးသူတို့လင်မယာတယောက်မျက်နှာတယောက်ကြည့်လိုက်ကြားမိပါတယ်ငါတို့ကြားတဲ့အတန်ကအိမ်မက်တော်မဟုတ်ဘူးနော်ဆိုပြီးတော့လဲပြောမိကြတယ်အဒီရဲ့နောက်မှာတော့ထူးခြားမှုတစုံတရာမှမတွေးထော်တာကြောင့်သူတို့လင်မယာအိမ်ပေါ်ပြန်တက်ခဲ့ကြပါတယ် အိတ်ယာဝင်ခဲ့ကြပေမဲ့အိတ်လို့မရပဲမျိုးလုံးနေကြောင်လို့နေပါတယ်အဒီအချိန်မှာပဲဒုတ်ဒုတ်ဆိုပြီးတိပင်ခုတ်တဲ့တန်ဒီကထင်းထင်းရှားရှားပဲထွက်ပေါ်လို့လာပြန်ပါတယ်ခမန်းရတဲ့လောက်ကတော့အိမ်နောက်ဖေးတရက်ပင်ကို ခုတ်နေတဲ့အတန်မျိုးဆိုတာသိကြပါတယ်ဒုတိယအချိန်မြောက်သူတို့လင်မယာပြေးစင်ကြပြန်တယ်ထုံးစံတိုင်းမှာပဲမတင်ကားစရာရဲ့လို့ဘာတစ်ခုမှ မတွေ့ရပြန်ပါဘူး ူတို့အင်ပေါ်ပြန်တက်သွားတာနဲ့တစ်ပင်ခုတ်တန်းနေကလည်းပြန်ပြီးတော့ထွက်ပေါ်လာပြန်ပါတယ်သူကြားစမ်းကြည့်တဲ့အဖြစ်ပြက်ကြောင့်ဦးလိုက်တို့လည်းမရနိုင်အောင်ဆက်လို့ကြောက်လန့်လို့နေကြတယ်အဲ့လိုလည်းမရတော့ပါဘူးတစ်ပင်ခုတ်တန်းကတဒုတ်တုတ်ကြဲလောင်လာခဲ့ပါတယ်သူတို့အောက်ဆင်းပြီးမကြည့်ရဲပါဘူးအချိန်ကြာလာတာနဲ့အမျှတစ်ပင်ခုတ်တန်းနေပို့ပြီးတော့ကြဲလောင်လို့လာတော့တယ် တပင်ကြီးပြိုလဲကြတော့မလို့အသက်နေကလည်းတပြက်ပြက်တဖြောင်းဖြောင်းနဲ့မြည်လို့လာခဲ့ပါလေ။နင်းနေခင်းအာယုံတက်ခါစားချိန်မှာတော့ကျောင်းမဖွဲ့ဝုန်းကနေအတန်ကြီးကိုကြားလိုက်ရပြီဖြစ်တယ်။တရွာလုံးမှာတော့လက်နိုးလို့သွားခဲ့တယ်။အတန်ကြားတဲ့စီကိုအပြေးလွှားရောက်လို့သွားခဲ့ပါလေ။အဒီမှာတရေပင်ကြီးပြီးပြီးမြေပေါ်မှာပြပြဝှေ့ကြနေတဲ့ဦးလိုက်တို့အိမ်ကိုတွေ့ရပါတော့တယ်။ဦးလိုက်နဲ့သူ့ရဲ့မိန်းမ သုံးနှစ်အရွယ်ကလေးတယောက်ကိုလည်းတစ်ပင်ပြီးတဲ့ဒဏ်ရာဒဏ်ချက်များနဲ့မရှိမလားတည်ဆုံးနေတာကို တွေ့ကြရပြန်ပါလေ။ဥလိုက်တို့မိသားစုသုံးဦးစလုံးတစ်ပင်ပြီးပြီးတည်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရွာလုံးနားမလည်တဲ့ဗဟေတိတွေကြံနေခဲ့ပါလေ။တစ်ပင်ကြီးရဲ့ပင်စီမြေပြင်ထက်နှစ်ပေလောက်မှာမပြည့်မချင်းခုတ်ထားတဲ့ဓားချက်တွေကလည်းရှိပါသေး။ဒီဓားချက်တွေကြောင့် တိပင်ကြီးလဲသွားတာဟာဒီတရက်ပင်ကိုခောက်တာဥလိုက်တော့မဖြစ်နိုင်ဘူးသူကအိရာတဲမှာရှိနေတာကိုဥလန်ခုတ်တာမဟုတ်ဘူးဆိုရင်ဘယ်သူခုတ်တာလဲအခြားလူခုတ်တာဆိုရင်တော့ဥလိုက်ပားကြောင်မသိတာလေအဖြေမရှိတဲ့ပေတီတွေက အများကြီးပါချန်ချင်းကလေးရအင်ကလည်းပြော့ပြပါတယ်ဥလိုက်တို့လင်မယားကိုညာဘက်ကတွေ့ရပုံကတော်တော်ကိုထူးဆန်းနေပြ အဲအိမ်အောက်ကိုဂမန်ကရံပြေးဆင်ပြီးလက်နေတမီနဲ့တချံလုံးကိုလှည့်ထိုးသေးတယ်တခုခုမတင်ကားစရာအတန်ကြားလို့ရှာဖွေနေတဲ့ပုံမှာပဲဗျအဲပြီးတော့ဘာမှမတွေ့တဲ့ပုံနဲ့အိမ်ဘော်ကိုပြန်တက်သွားကြတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့တခုခုတော့တိခဲ့မြင်ခဲ့ကြတဲ့ပုံပဲဆိုပြီးတော့ပြောကြပါတယ်တိပင်းခုတ်တန်ကြသလားဆိုရက်မိကိုဘာတမ်းမှမကြားပါဘူးဆိုပြီးတော့ပဲဖြေပါတယ် ဘလို့ပဲဖြစ်ဖြစ်ဗေဒီရရဲ့အဖြစ်ကတော့မကြခင်မှာပဲတီးလိုက်ရပါတော့တယ်အကြောင်းကတော့တရက်ပင်ချေရဲမှာတွေ့ခဲ့ရတဲ့အယုတ်ကလေးတရုတ်ကြောင့်ပါအထီးရဲ့ယုတ်ကလေးလက်ထဲမှာဓာလီတစ်ချောင်းကိုလည်းကင်ထားပါတယ်အထီးယုတ်ကို တွေ့လိုက်တာနဲ့မနေ့ကဥလိုက်နိုအိမ်ကိုဒုက္ခကြီးဝင်သားတော်ကိုတွေ့ရတယ်ဆိုတဲ့အင်ဂျင်ကလေးရဲ့စကားကိုဆက်ဆက်ပြီးတော့ကြည်လိုက်တော့ဥလိုက်နိုတမိသားစုလုံးကို အသေးဆိုးနဲ့တီးအောင်လှုပ်ကြံတဲ့တရကန်ဟာအောက်လန်းဆုံးမကြီးဒေါခရဲ့လက်ချက်ပဲဆိုတာကိုထင်ရှားနေပါတယ်။ဒါပေမဲ့ဥလိုက်နုံမိသားစုနဲ့ဒေါခဘာပြည့်တနာမှမရှိတဲ့အတွက်ပထမတော့နားမလည်ကြပါဘူး။နောက်ပိုင်းမှာတထေကြီးဥကျူကငွေပေးပြီးခိုင်းလို့ဒေါခခသူ့ရဲ့အောက်လန်းဆုံးပညာနဲ့လှုပ်လိုက်တယ်ဆိုတာကိုသဘောပေါက်သွားကြပါတယ်။ ဒီတော့မှဒေါကဟာတယောက်နဲ့တယောက်မုံတီးလို့ဒုက္ခရောက်အောင်လှုပ်ပေးပါဆိုရင်လေငွေကြေးကိုယူပြီးလှုပ်ပေးတတ်တယ်ဆိုတာကိုသိသွားခဲ့ကြပါတယ်။ဒါကြောင့်တေရွာလုံးကယွန်ကြောက်ကြီးကြောက်နေကြပါတယ်။အော်ဟစ်နေတယ်။တကယ်ကိုမိတောက်တည်တဲ့အတိုင်းမှာပဲခံစားနေရပါတယ်။ပို့ပြီးတော့ထူးဆန်းတာကခန္ဓာကိုယ်တစ်ခုလုံးမှာမိလောင်မှုတွေရုတ်ချီရုတ်ချီထွက်ပေါ်လာတဲ့ဆိုတာပါပဲ။ မီးလောင်ဖူးတွေကအကွက်လိုက်အကွင်းလိုက်ကို ပေါက်ပြီးအရေဘူပေါင်းကြီးတွေကထလာပါတယ်ဘူပေါင်းတွေလည်းပေါက်သွားရောအရေတွှဲွှဲနဲ့အသနီလန်ပြီးတော့မီးလောင်နာကြီးတွေဖြစ်ပေါ်လို့လာခဲ့ပါတယ်ဒါဘာကြောင့်ဖြစ်တာလဲဘေးဒင်းစရာကိုမေးစရာမလိုပါဘူးဒေါ်ခရဲ့လက်ချက်ပဲဆိုတာတန်းပြီးတော့ပဲသိပါတယ်ဒါနဲ့ဆိုက်ခင်းပိုင်ရှင်ရဲ့ညီကိုဒီစုပြီးဒုတ်သားလက်နက်ကိုဆွဲပြီးတော့ဒေါ်ခအိမ်သို့ တော့ပြီးတော့ဝိုင်းကြပါတယ်။ဒေါခါကိုအိမ်မှာမတွေ့ရပါဘူး။စုံစမ်းကြည့်လိုက်တော့အိုကင်တစ်ခုကိုရွက်ပြီးချောင်းဘက်ကိုထွက်သွားတယ်ဆိုတာကိုသိရပါတယ်။အိုကင်ဆိုတာကရေအိုးဖိမန်းကိုဖျက်ထားတဲ့မိဖို့ပေါ်တင်ပြီးဒေအိုးလိုတုံးလိုရပါတယ်။ဒါနဲ့ချောင်းနဲ့ကိုဆက်ပြီးတော့လိုက်သွားကြတယ်။ကငင်းပင်ကွေမှာဒေါခါကိုတွေ့ပါတယ်။သူတို့တွေ့တဲ့ချိန်မှာဒေါခါကမိဖို့ပေါ်မှာအိုကင်ကိုတင်ပြီး တခုခုကိုလှုံလို့နေပါတယ်ဒုတ်တဲ့ချောင်းနဲ့မှုလို့ပေးနေပါတယ်သူ့လော်နေတဲ့ဟာကိုကြည့်လိုက်တော့အဝေးစားနဲ့လှုပ်ထားတဲ့အယုတ်တယုတ်ပါမိဖို့ဘောကအိုကေနေကိုထည့်ပြီး အလော်ခံနေရတာကြောင့်အယုတ်ကလေးကမဲ့တူလို့နေပါတယ်အဝေးစားမီးလောင်နဲ့ညော်နဲ့နေကထွက်ပေါ်လို့လာပါတယ်ကိဟာပူစံသိစံတဖွားဖွားယူပြီးကျင်းစာတိုက်လို့နေပါတယ် ိတ်ရှာတဲ့သူတွေကလည်းသူတို့အကိုဖြစ်တာဒုက္ခလက်ချက်သိကြတယ်ဆိုပြီးအဲ့ဒီနေရာမှာပင်ဒုတ်တပြက်တားတပြက်ဝိုင်းပြီးတော့ခုတ်ရိုက်ပြီးတော့တတ်ပါတယ်ခိကလည်းဂျပန်တပ်တွေဝင်ကားစားအင်္ဂလိပ်တွေထွက်ပြေးဖို့လုပ်နေတဲ့ခိပြက်ဆိုးကြောင့်ကာလာကြီးဆိုးနေတာကြောင့်အမှုတွေပါတီတော်မှမဖြစ်လိုက်ပါဘူးနောက်ပိုင်းမှာတော့ဒုက္ခကိုတက်တဲ့အကိုဒီကလည်းရွာကားနေအပီပြောင်းသွားကြပါတယ် သူတို့နဲ့ပတ်သက်တဲ့တည်င်းနေကလည်းစုံစုံမြုပ်လို့သွားခဲ့ပါတယ်အတေချိန်မှစပြီးကငင်းပင်ကိုိတ်မှာခြောက်လိုက်တဲ့ဒေါခတရေဘသူမှမသွားရဲပါဘူးနောင်နေ့တည်းတော်တော်ကြာကာမှတရေမှဒေါခလည်းမခြောက်တော့တာကြောင့်မိမိပျော့ပျော့ဖြစ်ပြီးသွားရဲလာရဲကြပါတယ်အောက်လန်တရေဒေါခကိုလည်းကျွတ်သွားလွတ်သွားပြီလို့ထင်ခဲ့ကြပါတယ်အခုပြန်ပေါ်လာမှပဲဒေါခတယောက်မကျွတ်မလွတ်သေးတာကို တစေတရေဘွားမှာရှိနေတုံးဆိုတာသိရပါတယ်အထီးဖြစ်ဖြစ်ဒီကဘလောက်ကြာခဲ့ပြီလဲဆရာကြီးကြာပြီပေါ့ကွယ်ဆရာကြီးတော်မှာငငယ်ပဲရှိသေးတာကွာမင်းတို့မပြောနဲ့မင်းတို့အဖေမိတော်မှာလူလောကတွေရောက်အောင်မှမဟုတ်ဘူးဒါကြောင့်ဒီအကြောင်းนี่ကျွန်တော်တို့မကြားဘူးတော့ကိုအေးအေးစီမန်းတည်သွားပြီဆိုတော့နောင်တတိဝရိယနဲ့နေနေ အသွားလာစင်ကျင်ပေါ့ကွာဟုတ်ပြီလားတောင်းကြီး လူကောင်းပကတိပြန်ဖြစ်သွားတာနဲ့ဆရာကြီးဥကံဘူပြန်လာခဲ့မယ်အိမ်ပြန်လမ်းမှာတော့ရခဲလာတဲ့လူဘွားကိုကံအားလျော်စွာ ရောက်ခဲ့ရခဲ့ရတာတောင်မှရုပ်မှညဉ့်ညံနဲ့မကောင်းတဲ့စိတ်တွေမွေးပြီးအကုသူတွေနဲ့ရစ်ပတ်လုံးထွေးနေတဲ့သူအောက်လန်းတော်ခကုပြူးတဲ့ကံကိုပြန်ထမ်းလာပြီးအသေးစိုးနဲ့တေပွဲကြုံရတဲ့အောက်လန်းဆုံးမှဒေါခတယောက် နောက်နေ့တွေဘလောက်ကြာတဲ့ထိမကောင်းစွာတရေဘွားနဲ့ရှိနေအောင်ပါလေဘေတော်ခမှာအောက်လန်းဘွားတွေကနေကျွတ်မြောက်ပါလေအတွေးကိုနေချဲမိပါတယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လေးကိုအဆုံးထိလိုက်ပါနားဆင်ပြီးတဲ့တူးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ